လာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မမုတ်ခါလီဆိုတာဘာတူလဲသူ့ကိုအမေရိကန်ဆိုးရကဘာကြောင့်ဖမ်းဆီးခဲ့ပါသလဲအမေရိကန်ပြည်သူတွေဘာကြောင့်လမ်းမော်ထွက်ဆန္ဒပြနေကြပါသလဲဟုတ်ပါပြီဒါဆိုရင်မမုတ်ခါလီဘာတူလဲဆိုတာကြည့်လိုက်ကြရအောင်ပါမမုတ်ခါလီဟာအမေရိကန်ပြည်ထောင်စုမှာ ရောင်းဝင်မြဲနေထိုင်ခွင့် green ကရထားသူဖြစ်ပါတယ်2024ခုနှစ်နယူးယောက်မြို့မှာရှိတဲ့ကိုလံဘီယာတက္ကသိုလ်ရဲ့နိုင်ငံတကာနဲ့ပြည်သူ့ရေးရာကြောင်း SIB ကနေမဟာဝဲရခဲ့ရသူပါခါလီယာပါလက်စတိုင်းဒုက္ခသည်တဦးဖြစ်ပြီး1995ခုနှစ်ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ကဒုက္ခသည်စခန်းထဲမှာမွေးဖွားခဲ့ပါတယ် ိသားစုဟာ1948ခုနှစ်အာရပ်အစ္စရေးစစ်ပွဲအတွင်းပါလက်စတိုင်းဒေသကနေဖိရှားခံရပြီးဒုက္ခသည်ဘဝကိုစတင်ခဲ့သူတွေပါဆီးရီးယားပြည်ရေးစစ်ကြောင်2012ခုနှစ်မှာလဗနွန်ကိုထွက်ပြေးခဲ့ရပါတယ်။အဲဒီမှာတင်သူ့ဘဝဟာအရှုပ်ထွေးတွေနဲ့ကြုံနေပြီဖြစ်ပါတယ်။ ါပေမဲ့သူနောက်ပြန်မလဲခဲ့ပါဘူး။လက်ဘရွန်နိုင်ငံမှာအမေရိကန်တက္ကသိုလ်တက်ပြီးကွန်ပျူတာသိပ္ပံပွဲရခဲ့ပါတယ်။ဂျူဆာဆိုတဲ့ဆီးရီးယားအမေရိကန်အကျိုးမြတ်မယူတဲ့အဖွဲ့မှာလောက်ကန်ခဲ့ပြီးဗြိတိရှ်တန်ယုံရဲ့ Shipping Program မှာလည်းစီမံခန့်ခိုင်းမှုတာဝန်ယူခဲ့ပါတယ်။သူ့ဘဝဟာတဖြည်းဖြည်းတက်လှမ်းနေခဲ့တာပါ။ ြီးတော့2022ခုနှစ်မှာသူဟာအမေရိကကိုရောက်လာပါတယ်။ဒီရောမျိုးရှိကိုလံဘီယာတက္ကသိုလ်မှာ နိုင်ငံတကာနဲ့ပြည်သူ့ရာမဟာဘွဲ့ကိုဆက်လက်တက်ခဲ့တယ်။သူဟာ Green Gaia ရှိထားသူတဦးဖြစ်ပြီးလက်ရှိအချိန်မှာအမေရိကန်နိုင်ငံသားတဦးနဲ့လက်ထပ်ထားပြီး သူဇနီးဟာကိုရင်ကိုလရှိနေဖြစ်ပါတယ်။ဒီရာအလုံးကသူ့ဘဝမှာတည်ငြိမ်မှု အနာဂတ်အတွက်အားထားဖို့တန်ဖိုးရှိတဲ့အခြေအနေတွေပဲဖြစ်တယ်။ဒါပေမဲ့2024ခုနှစ်အောက်တိုဘာ9ရက်နေ့ကဂါဇာစစ်ပွဲစတင်ခဲ့တယ် မ်ပီယာရက်ကတော်မှာဂါဇာအတွက်ဆန္ဒမျှသူဖြစ်ခါလီယာထင်ရှားလာတယ်။သူဟာလူလူနဲ့တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အစားညှိနှိုင်းသူတူဖြစ်လာတယ်။ပြဒနာကသူ့တကြမှုဟာတချို့အဖွဲ့အစည်းတွေရဲ့အမြင်မှာခြားနားစွာလှုံ့ရှားနေတယ်လို့မြင်နေကြပါတယ်။ ူကို Hamas Palestine အဖွဲ့နဲ့ဆက်ဆက်တယ်လို့ဆွဆွဲပြီးအာဏာရှိတယ်လို့ဆိုလာကြပါတယ်အသေးထင်ရှားတဲ့အထောက်အထားမရှိဘဲ2025ခုနှစ်မတ်လ10ရက်နေ့ညလေပိုင်းမှာခါလီကိုတူနေထိုင်တဲ့ကိုလံဘီယာတက္ကသိုလ်ရဲ့တိုက်ခန်းတစ်ခုမှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ICE ကလာရောက်ဖမ်းဆီးခဲ့တယ်။သူ့ green card ကိုပြန်ရုပ်သိမ်းမှုစူးစမ်းခဲ့ပါတယ်။သူ့ကိုလူဝီစီယာနာပြည်နယ်ကထိန်းသိမ်းရေးစခန်းထဲပို့လိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးသူ့ဘဝဟာဥပဒေအောက်မှာတိမမှုနဲ့ကြုံတွေ့လာခဲ့ရပါတယ်။ အာနာပိုင်တွေကသူ့ဘောဆွဆွချက်တွေထဲမှာ ခိုင်မာမှုမရှိလို့ကျောင်းသားတွေကလည်းမေးခွန်းထုတ်လာကြတယ်။သူ့ရဲ့အဖမ်းဆီးမှုဟာ1952ခုနှစ် Immigration and Nationality Act ကိုဥက္ကဟတာပါ။ဒါကတော့လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပတ်သက်ပြီးခင်မိမလာသေးတဲ့စနစ်တစ်ခုကိုပြတ်တနေတယ်လို့ဝေဖန်သူတွေကကြည်ကြပါသူရဲ့ရှင်တွေကလည်းခိုင်လုံတဲ့တည်ထောက်ထားမရှိဘူးလို့

ညင်းနေဆိုတာနဲ့တင်ပုပ်ကိုတူရဲ့အနံကတ်ကို လာပြောင်းလဲနိုင်လဲဆိုတာဒီအမှုကတက်သေးတတန်ဖြစ်နေပါတယ်။လူလူကြားမှာလဲတုတ်ပြန်မှုတွေပုံများလာတယ်။အမေရိကန်အောက်လွှတ်တော်အမတ်တရားကျော်ကစာတစောင်းရေးလိုက်ပါတယ်။ဒီအမှုကပြည်သူဆန္ဒကိုဖိနှိပ်ခြင်းပါပဲတဲ့။ကုလသမဂ္ဂလူအခွင့်အရေးအဖွဲ့တွေကလည်းသူ့ကိုချက်ချင်းလွတ်ပေးပါလို့တောင်းဆိုလာပါတယ်။နယူးယောက်မြို့တစ်ချောင်းမှာဆန္ဒပြသူတွေက free မမော့ခါလီဆိုတဲ့ပိုစတာတွေချိန်ပြီးညနေဖုန်းအနီးနဲ့လှုပ်ရှားကြပါတယ်။ဒါဟာငါဖမ်းဖို့လားဒါမှမဟုတ်ငါဖမ်းတကယ်တော့ခွဲခြားမှုကို ကာကွယ်ဖို့စူးစမ်းမှုလားဆိုပြီးတော့အဟိဆန္ဒပြကြပါတယ်။2025ခုနှစ်ဧပြီလ17ရက်လူစီယာနာမှာတရားသူကြီးတဦးကခါလီကိုပြင်းနေနိုင်တယ်လို့ဆုံးဖြတ်ခဲ့တယ်။ သူရှင်နေတွေကအယူခံဝင်ဖို့ပြင်ဆင်နေကြတယ်။ခေလုံခွန့်လည်းတင်သားဖို့အစင်းသဖြစ်နေကြပြီ။သူဖန်းစည်းမှုဟာမြူးကြစီမှာတရားမဝင်ကြောင်းသက်သေပြမှုတွေလည်းရှိနေပါပြီ။သူဇနီးကကိုဝင်ဆောင်ထားရပါတယ်။သူ့နာကက်ကမတိကြတော့ဘူး။ဒါပေမဲ့သူစကားတွေထဲမှာတော့ကျွန်တော်ကိုဖန်းစည်းတာကနိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ်ဖိနှိပ်ခြင်းဖြစ်တယ်။တရားမျှတမှုအတွက်အတန်တိတ်မနေဖို့တိုက်တွန်းချင်ပါတယ်လို့ မမုခါလီက ပြောခဲ့ပါတယ်မမုခါလီရဲ့မှုဟာတာမန်လူတုံးနဲ့မကွဲတဲ့ဘဝတစ်ခုပေါ်မှာအာနာပိုင်စနစ်နဲ့တိုက်ခိုက်မှုဘယ်လောက်ထိရှိနိုင်လဲဆိုတာပြသနေပါတယ်နောက်ဆုံးမှာတော့သူ့အမှုဟာလူအခွင့်အရေးလွတ်လပ်စွာထောက်ဖော်ပြောဆိုခွင့်နဲ့အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒပေါ့အနည်းငယ်ဆောင်ကြည့်ရမယ်စစ်မှန်တဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် လူချင်းမျိုးရဲ့အမြင်ကိုလည်းပုံမှန်မှာရေးခံနိုင်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာဗီဒီယိုလေးတွေဒီမေးဥမှာမို့ဆက်လက်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။